ဒီဂျစ်တယ်ပကြီးဆရာဘီပဲဟာ2025ခုနှစ်အပါအဝင်မီယာမီမာသူ့ရဲ့ regular animus တက်ဆင်မှုအတစ်ကိုပြသခဲ့ပါတယ်ဒီပကြီးတက်ဆင်မှုမှာ Elon Musk, Jeff Bezos, Mark Zuckerberg စတဲ့နည်းပညာတထေးကြီးတွေနဲ့ Picasso, Warhol လိုကနဝင်ပကြီးဆရာကြီးတွေရဲ့မျက်နှာဖုံးအစစ်နဲ့ဆင်တဲ့ mask တွေကိုဝတ်ဆင်ထားတဲ့လူတစ်ကိုယ်လုံးအရွယ်အစားရှိတဲ့ဆက်ရုပ်ခွေးတွေကိုထည့်သွင်းထားပါတယ် ဒီလိုအသက်ဝင်လှုပ်ရှားနေတဲ့ဆက်ရုပ်ခွေးတွေဟာပြပွဲနေရာတဝိုက်ကိုရှောက်သွားနေကြပြီး excrement samples လို့နာမည်တက်ထားတဲ့ပုံလေးထုတ်ထားတဲ့ပုံမျိုးကိုထုတ်လုပ်ပါတယ်ဒီပြုမူဟာ digital ပကြီးတွေကိုအစောတလင်ထုတ်လုပ်ပြီးစီးပွားဖြစ်ရောင်းချနေတာကိုတယောထားတာဖြစ်ပါတယ်။ ဒီဘက်ကတော့ဒီပကြီလက်ရာဟာနိပညာတထေးကြီးတွေနဲ့အယ်ဂိုရီသမ်တွေရဲ့ယဉ်ကျေးမှုအပေါ်ဩဇာလွှမ်းမှုမှုကြီးထွားလာတာကိုဝေဖန်ထားတာပါလို့ပြောပါရယ်ဒီတက်ဆင်မှုဟာအွန်လိုင်းမှာချက်ချင်းဆိုသလိုရေးပန်းစားသွားခဲ့ပြီးလာရောက်ကြည့်ရှုသူတွေကလည်းရေစရာလည်းကောင်းတယ်စိတ်မသက်မသာလည်းဖြစ်စရာကောင်းတယ်လို့အမျိုးမျိုးပြောဆိုခဲ့ကြပါရယ် ုတ်ပြတ်မှုတွေကွဲပြားနေပေမဲ့ regular animals ဟာဒီနှစ် episode ရဲ့လူပြောများဆုံးပြတ်ွက်တစ်ခုဖြစ်လာခဲ့ပါတယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်